နိုင်ငံလုံးပြစ်ခတ်တိုက်ခတ်မှုရစဲဘောတူစာချုပ် NC လက်မှတ်ရေးထိုးနိုင်ရေးဘောအဖွဲ့အားလုံးအတူတကွာကြိုးပမ်းသွားမယ်လို့တိုင်းရင်းသားလက်နက်ကိုင်ဒေါ်လာရေးအဖွဲ့စီရဲထိပ်တီးခေါင်းဆောင်များစီဝေးကဧပြီလ9ရက်မှာကြေညာချက်ထုတ်ပြန်ပါတယ်။မိုင်းကြတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စီများမျက်နှာစုံကြီးစီဝေးကနေသဘောတူထားတဲ့စာရင်းတွေပါဝင်နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေနဲ့ပတ်သက်ပြီး တိုင်းသားလက်နက်ကိုင်အဖွဲ့စလေးဘွယ်ဟာထိုင်းနိုင်ငံချင်းမိုင်မြို့မှာဧပြီလ10ရက်နေ့နဲ့9ရက်တို့မှာအစည်းအဝေးပြုလုပ်ခဲ့ပြီးအဲ့ဒီအစည်းအဝေးနဲ့ပတ်သက်ပြီးထုတ်ပြန်ကြေညာချက်ထုတ်ပြန်ရမှာအခုလိုဖြည့်သွင်းထားတာဖြစ်ပါတယ်။ အစိုးရလက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေနဲ့အစိုးရနဲ့အစိုးရလက်မှတ်ရေးထိုးနိုင်ရေးအတွက်တော့၎င်းမကြမီကျင်းမမယ်ပြည်တော်စုငြိမ်းချမ်းညီလာခံ27ရာစုပင်လုံးဒုတိယအစည်းအဝေးမှာတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအလုံးတန်းတူရေတူဂုံတိတ်ခါရှိစွာဖြင့်ပါဝင်တက်ရောက်နိုင်ရေးအတွက်တော့၎င်းမိမိတို့အလုံးအတူတကွဆက်လက်ကြိုးပမ်းသွားမယ်လို့ထုတ်ပြန်ကြမှာပါဝင်ပါတယ် အဆိုပါစီဝေးတို့တိုင်းသားလက်နက်ကိုင်းတော်လိုင်းအဖွဲ့အစည်းစလေးဘက်မှခေါင်းဆောင်ကိုယ်စားလှယ်စုစုပေါင်း62ဦးတက်ရောက်ခဲ့ကြတာဖြစ်တယ်လို့သိရပါဗျ။မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့ကတိုက်ပွဲတွေကိုအမြန်ဆုံးညှိနှိုင်းနိုင်အတွက်အစိုးရတပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်တော်လိုင်းအဖွဲ့အစည်းတွေကြားညှိနှိုင်းဖြေရှာရေးနဲ့ငြိမ်းချမ်းဖြစ်စဉ်မှာအတူတကွပါဝင်ပူးပေါင်းနိုင်ဖို့ငြိမ်းချမ်းသောအနေနဲ့တွဲဆုံဆွေးနွေးဖြေရှာနိုင်ရို့ကိုအစည်းအဝေးကနေအလေးနက်ထားတိုက်တွန်းတယ်လို့လည်းကြေညာချက်မှာပါရှိပါတယ်။ အစီလက်မှတ်မြှထုတ်ရသေးတဲ့တိုင်းသားလက်နက်ကိုင်ဖွဲ့ရဟာညညသောတိုင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များစုဖြစ်ပြီး UNFC အဖွဲ့မှာတော့ကချင်လူမျိုးရေးအဖွဲ့ KIO KI နေကရင်နေမျိုးသားတို့တက်ရေးပါတီ KMPB မွန်ပြည်တက်ပါတီ NMSB ရှမ်းပြည်နယ်တို့တက်ရေးပါတီ SSPB SSA လာဟိုဒီမိုကရက်တစ်အစည်းအရုံး LDU ဝအမျိုးသားအဖွဲ့ချုပ် WNO နဲ့ရခိုင်မျိုးသားကောင်စီ ANC တို့ပါဝင်နေပါတယ်